ကျွန်တော်အခုရောက်နေတာကတော့လွယ်ခေါ်ကျွန်တော်တို့အင်းလေးနောက်ကျောတောင်ပေါ်ရွာလေးပေါ့တောင်ပေါ်ရွာကျွန်တော်ပိုးအုပ်လူမျိုးတွေနေထိုင်တဲ့ရွာပေါ့အဲ့ဒီရွာရွာဟိုနေပေါ့ရွာစု9 9ရွာရှိပေါ့9ရွာနေပြီးတော့တအိမ်တောင်စုဆိုလို့ရှိရင်ကျွန်တော်တို့ဝါးနှလုံးစီလှူပေးရဗျာဒီနေ့အခုရသလောက်လေးသူခုတ်နေတယ်ပေါ့ရသလောက်ခုတ်ခုတ်ပြီးတော့ပထမတက်တော့အခုသူတို့လှူရတဲ့နေပြီးတော့ကျွန်တော်250ကတော့ကာဒီနေဒုတိယတစ်ခေါက်ဆိုလို့ရှိရင်တောင်အောင်ကိုချမယ် ချပြီးပြီဆိုလို့ရှိရင်တော့နောက်ထပ်တရာကတော့ဒီတရက်တွင်ရမယ်လို့ပြောတယ်ပြီးရင်တော့ဒီတစ်ပတ်တွင်တော့ကျွန်တော်စက်တိုက်တော့တောက်လျှောက်တောက်လျှောက်တော့အောက်ထည့်ရောရသလောက်ခုတ်ပါမယ်ခင်ဗျအဲ့လေးပြောပြတာပါဆိုလိုတာကတော့ကျွန်တော်ဒီနားနဲ့လည်းနီးတယ်အင်းလေးနဲ့လည်းနီးတယ်အရန်လည်းမဝေးဘူးဆိုတဲ့နေရာအခုဒီညီကိုတွေလိုမျိုးပိုးအောင်ညီကိုမောင်နှွားတွေလိုမျိုးကျွန်တော်တို့ဟိုလှူပေးနိုင်တဲ့ယွာတွေများရှိရင်ကျွန်တော်တို့ဆက်သွယ်ပေးပါကျွန်တော်ကတေယူရာဆအကျန်တဲ့ကုန်ကြမ်းစိတ်အကုန်လုံးကိုကျွန်တော်တို့ဘက်ကနေပြီးတော့ပတ်မိုးပေးပါမယ်အဲ့တော့ကျွန်တော်တို့ဝါးလေးပဲကုခုတ်ဝေးပါဗျာ ကုခုတ်တဲ့အတွက်လည်း network ကစစားစိတ်ဘာညာစလိုအပ်တဲ့တင်းတင်းနဲ့ကိုတို့ဖြစ်စေချင်တဲ့နှုံနာတစ်ခုကိုကျွန်တော်တို့ဘက်ကနေပြီးတော့ပံ့ပိုးပေးပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ပါ ရောက်နေတာကတော့လွယ်ခေါ်ကျွန်တော်တို့အင်းလေးနောက်ကျွာတောင်ပေါ်ရွာတွေပေါ့တောင်ပေါ်ရွာကျွန်တော်ပို့အုပ်လူမျိုးနေထိုင်တဲ့ရွာပေါ့အဲ့ဒီရွာရွာဟိုနေပေါ့ရွာစု9 9ရွာရှိပေါ့9ရွာနေပြီးတော့တအိမ်တော်စုဆိုလို့ရှိရင်ကျွန်တော်တို့ဝါးနှလုံးစီလှူပေးရဗျာဟိုအဲ့တအိမ်တော်စုဆိုပေမဲ့လည်းတချို့ဟိုအမေကြီးတွေပဲရှိတဲ့လူတွေမလှုပ်မပိန်းထိုင်တဲ့လောက်အားမကူနိုင်တဲ့မိသားစုတွေတော့မပါဘူးပေါ့တကယ်ခုတ်ပိန်းထိုင်တဲ့ မိသားစုတွေကနေပြီးတော့တအိမ်ရောဝါးနှလုံးအ ਨੇ ဆုံးပေါ့နော်အဲ့ဒီကနေရောအဲ့ဒါပို့ပြီးတော့တို့လောအားပြုနိုင်တယ်ဆိုလို့ရှိရင်လည်းပို့ပြီးတော့လှူကြတယ်ပေါ့အဲအင်းတွေကရွာတွေအတွက်ကိုလှူတာပါအဲ့ဒီကိုခုကျွန်တော်တို့ရောင်းနေကြတာပါရောင်းနေကြတဲ့ခါကျတော့ဒီကဘာဘာရှိလဲဆိုတော့ကျွန်တော်တို့ကားတော့စီစဉ်ပေးရတာပေါ့အဲ့ဒီအတွက်လည်းကျွန်တော်တို့ကားကိုအခုစီစဉ်ပေးပါပြီဒီကနေပြီးတော့ဝါဟိုအခုဒီမှာကဝါးကဘာရှိလဲဆိုတော့ကျွန်တော်နှစ်လေးနှစ်ကြာကြာဝါးတွေလည်းဒီမှာရှိရပေါ့နော်ဝါးရှိတဲ့ခါကျတော့အဲ့ဒီဝါးတွေဆိုလို့ရှိရင်ရင့်တဲ့အတွက်အောက်ထဲမှာ ဟိုတိုင်ဝါလို့လို့အဆင်ပြေတယ်လို့ပြောတယ်ဗျအဲ့ဒါကြောင့်အခုကျွန်တော်တို့ဒီပေါ်ရောက်နေတာပါပြီးတော့နောက်ထပ်ဒီကနေအခုတို့ရမလှူနိုင်တဲ့အခြေအနေပေါ့အဲ့ဒီကနေပို့ပြီးတော့လည်းထပ်ပြီးတော့ကျွန်တော်တို့အင်းထဲကိုယူဖို့အတွက်ကိုဒီကအကိုလေးဒီကဟိုနေညီကိုလေးကသူတို့ခုတ်ပြီးတော့ကျွန်တော်တို့ပေးမယ်ပေါ့ပေးမယ်ဆိုတော့ဒါကတော့ကျွန်တော်တို့တင်းတင်းနဲ့နှုံတစ်ခုပေါ့သူတို့လှော်အားလဲကူသူတို့အတွက်လည်းနေထွက်ကြိုက်တဲ့ဟာမျိုးကိုအခုကျွန်တော်စီစဉ်နေပါတယ်အဲ့ဒီအတွက်ကြောင့်ထိုက်တဲ့တလောက်တော့ဟိုကောင်းတဲ့ဝါပေါ့ဝါသားထူတဲ့ဝါမျိုးကို ျွန်တော်တို့အောက်မှာတုံးဝင်ရမှာပေါ့နော်အဲ့ဒီတော့လေဒီကဒေသခံတွေကျေးဇူးတင်ပါတယ်အခုကျွန်တော်တို့ဒီနေ့အခုရသလောက်လေးသူတို့ခုတ်နေတယ်ပေါ့ရသလောက်ခုတ်ခုတ်ပြီးတော့ပထမတော့တော့အခုသူတို့လှူတဲ့နေရာနေပြီးတော့ကျွန်တော်250ကတော့ကားဒီနေ့ဒုတိယတစ်ခေါက်ဆိုလို့ရှိရင်တောင်းအောင်ကိုချမယ်ချပြီးပြီဆိုလို့ရှိရင်တော့နောက်ထပ်တရာကတော့ဒီတရက်တွင်ရမယ်လို့ပြောတယ်ပြီးရင်တော့ဒီတစ်ပတ်တွင်တော့ကျွန်တော်ဇက်တိုက်တော့တောက်လျှောက်တောက်လျှောက်တော့အော်ထဲရသလောက်ခုတ်ပါမှာခင်ဗျအဲ့လေးပြောပြတာပါဆိုလိုတာကတော့ကျွန်တော်ဒီနားနဲ့လည်းနှီးတယ်အင်းနေနဲ့လည်းနှီးတယ် အရန်လည်းမဝေးဘူးဆိုတဲ့နေရာအခုဒီညီကိုတွေလိုမျိုးပိုးအိုညီကိုမောင်နှွားတွေလိုမျိုးကျွန်တော်တို့ဟိုလှူပေးနိုင်တဲ့ရွာတွေများရှိရင်ကျွန်တော်တို့ဆက်သွယ်ပေးပါကျွန်တော်တို့ကားတယူတာအစအကျန်တဲ့ကုန်ကြမ်းစိတ်အကုန်လုံးကိုကျွန်တော်တို့ဘက်ကနေပြီးတော့ပတ်မိုးပေးပါမယ်အဲ့တော့ကျွန်တော်တို့ဝါးလေးပဲကူခုတ်ပေးပါဗျာကူခုတ်တဲ့အတွက်လည်းနေရွက်ကအစစားစိတ်ဘာညာအစလိုအပ်တဲ့တင့်တင့်နဲ့အကိုတို့ဖြစ်စေခြင်းနဲ့နှုံနာတစ်ခုကိုကျွန်တော်တို့ဘက်ကနေပြီးတော့ပတ်မိုးပေးပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ